မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ31ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အေယော်ဗရီတိုင်းရေကြီးမြို့မှာရဲစခန်းမှာရဲအချင်းချင်းစကားများရန်ဖြစ်ရာကနေပြစ်ခတ်မှုဖြစ်ပွားပြီးတော့ဒူရဲအုပ်တအူးစေးုံတင်ထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘားလ29ရက်နေ့မှာလေးမြနာမြို့နယ်ရဲစခန်းကရဲတပ်သားကျော်စောလင်းက ရေကြီးမျိုးမှာရဲစခန်းကိုအလုတ်တော်ဝင်နဲ့လာရောက်တဲ့အချိန်မှာဒူရဲအုပ်တုံးနဲ့စကားများရန်ဖြစ်ခဲ့တယ်လို့ပြောပါရယ်အခုလိုစကားများရန်ဖြစ်တဲ့အချိန်မှာရဲတပ်သားကျော်စောလင်းဟာ၎င်းကင်ဆောင်ထားတဲ့တနက်နဲ့နှစ်ချက်ပစ်ခတ်ခဲ့တယ်လို့ပြောပါရယ်အခုလိုပစ်ခတ်မှုအတွင်ဒူရဲအုပ်ဟာကြီးစံထိမှန်ပြီးတော့ပြင်ထန်ဒဏ်ရာရရှိခဲ့ပြီးတော့ရေကြီးဆေးုံမှာတက်ရောက်ကုသနေရတယ်လို့ပြောပါရယ်ဒူရဲအုပ်မှာဒဏ်ရာအခြေအနေပြင်းထန်တဲ့အတွက်ကြောင့်စိုးရိမ်ရပြီးတော့လက်ရှိအချိန်ထိဆေးကုသမှုခံယူနေဆဲဖြစ်တယ်လို့သိရပါရယ် အဲ့ဒီဒူရဲအုပ်ကိုတနက်နဲ့ပြစ်ခတ်ခဲ့တဲ့သူဟာတပ်သားကျော်စိုးလင်းဟာအောင်တပြူရဲစခန်းမှာတာဝန်ထမ်းဆောင်တဲ့အချိန်တုန်းကလည်းအမျိုးသမီးတအူးအားခိုးပြေးပြီးတော့ပြန်အပ်ကမင်္ဂလာဆောင်ရန်ရက်သက်မှတ်ပြီးကမှလက်ထက်ယူဆောင်ခြင်းမရှိတဲ့အတွက်ကြောင့်တိုင်ကြားခြင်းခံခဲ့ရပြီးတဲနုကုံရဲစခန်းကိုပြောင်းရွှေ့ခံလိုက်ရသူဖြစ်တယ်လို့သိရပါတယ်အဲ့ဒီတဲနုကုံစခန်းကိုအခုနဲ့ဇွန်လပိုင်းမှာ AA နဲ့ PDF တပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက်လေးမြနာမျိုးမှာရဲစခန်းကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့သိရပါတယ် ရေကြီးမျိုးမှာရဲစခန်းကိုလာတဲ့အချိန်မှာစကားများရန်ဖြစ်ပြီးတော့ကြော်စောလင်းကတန်းတန်းနဲ့နှစ်ချက်ပစ်လိုက်တာလို့သိရတယ်။ပွဲချင်းပြီးတော့မသေးသေးဘူး။ဒဏ်ရာစိုးရင်ရတယ်လို့တော့ပြောတယ်။အခုဒူရဲအုပ်ကရေကြီးဆဲအုံမှာတက်ရောက်ကုသနေရတယ်လို့ရဲသတင်းရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပြည်မျိုးစေစုရက်ကွာမှာနေထိုင်သူအသက်23နှစ်အရွယ်မောင်ဝနာကျော်ဟာပျောက်ဆုံးနေရကနေပြီးတော့စုမှုတန်းအဖြစ်နဲ့ဖမ်းဆီးရောင်းစားခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ16ရက်နေ့ည7:00နာရီကျော်ကပြည်မျိုးစေစုရက်ကွာမှာနေထိုင်တဲ့အသက်23နှစ်အရွယ်မောင်ဝနာကျော်ဟာနေအိမ်ကနေအလုပ်ကိုသွားပြီးတဲ့နောက်ပြန်လည်ရောက်ရှိခြင်းမရှိဘဲယနေ့အချိန်ထိပျောက်ဆုံးနေတယ်လို့သိရပါဗျ။စစ်တပ်ကစစ်မှုတန်းအဖြစ်နဲ့ဖမ်းဆီးသွားတယ်လို့သတင်းရရှိတော်လဲ။ ်ဘယ်တက်မှာရောက်နေတယ်ဆိုတာကိုမသိရသေးကြောင်းမိဘဆွေမျိုးများကပြောပြထားပါဗျ။စစ်တပ်ထဲရောက်သွားတယ်လို့သတင်းရလို့လိုက်နေတုံးပဲရှိပါသေးတယ်။စစ်မှုထမ်းတွေပာသွားတယ်လို့ပဲသိရသေးတာ။ဘယ်တက်ကိုပာသွားတာလဲဘယ်တက်မှာရောက်နေတာလဲဆိုတာအတိအကျမသိရသေးဘူး။ အခုတော့လိုက်လံစုံစမ်းနေပါတယ်ဂျားထဲမှာလည်းဖုန်းတွေပါပြီးဘာမှမဆက်သေးဘူးကျမ်းမာရေးကတော့နည်းနည်းချူချတဲ့အထဲပါတယ်လို့မောင်ဝနာကျော်ရဲ့မိတ်ဆွေတို့ကရှင်းပြထားပါတယ်အလားတူပဲမကွေတိုင်းဆလင်းမြို့နယ်နဲ့စင်ဖြူကျွန်းမြို့နယ်တို့မှာအသက်16နှစ်အရွယ်ကိုရန်ကျောင်းသားလူငယ်၄ဦးကိုစစ်စင်ရေးဂိတ်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းပြည်သူညီနောင်ဆလင်းတရင်တာဝန်ခံကိုပြည်သူကရှင်းပြထားပါတယ် အော်တိုဘားလ26ရက်နေ့ကဇလင်းမြို့နယ်နဲ့စင်ဖြူကျွန်းမြို့နယ်မှာရှိတဲ့ကျေးရွာများကကျောင်းသားလူငယ်၄ဦးကိုဇလင်းစင်ဖြူကျွန်းလမ်းပိုင်းမှာရှိတဲ့စစ်စေးရိတ်ဂိတ်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗျ။ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ကျောင်းသားလူငယ်၄ဦးတည်းကကျောင်းသား၃ဦးဟာဇလင်းမြို့နယ်တောစိန်ကျေးရွာကဖြစ်တယ်လို့သိရပါဗျ။ဂျန်တဲ့ကျောင်းသား၃ဦးကတော့စင်ဖြူကျွန်းမြို့နယ်ကဖြစ်တယ်လို့ပြောပါတယ်။ ចောင်းသားလူငယ်၄ဦးစလုံးဟာအသက်16နှစ်အရွယ်ကိုရန်ចောင်းသားများဖြစ်ပြီးတော့စင်ဖြူကျွန်းရဲစခန်းထဲမှာဖမ်းဆီးချုံနှောင်ထားတယ်လို့သိရပါတယ်။ဘော်ဒါဆွဲဖမ်းဆီးခံရတာတောစိန်ကြီးရွာထဲမှာနေတဲ့ကိုရန်ចောင်းသားလေးတွေပါ။ចောင်းတက်နေစဲကလေးတွေပါ။ဆလင်းစင်ဖြူကျွန်းလမ်းပိုင်းမှာဘော်ဒါဆွဲခံရတာဘော်ဒါဆွဲဖမ်းဆီးစစ်ဆေးတဲ့နေရာမှာကလေးလေးဦးတွေကတအူးကနေပြီးတော့ဖုန်းထဲမှာ PDF တွေရဲ့ဓာတ်ပုံကိုတွေ့လို့ဆိုပြီးတော့ဒီကလေးကိုရစရာမရှိအောင်ရိုက်နှက်ထားတာတွေလည်းတွေ့တယ်။ လေးဦးစလုံးကကိုရန်ចောင်းသားတွေဖြစ်ပါတယ်ကိုရန်ចောင်းသားလူငယ်တွေစုပြီးတော့အလဲသွားကြရင်းနဲ့ဖမ်းခံလိုက်ရတာပါလက်ရှိမှာဖမ်းဆီးခံရတဲ့ကလေးတွေကစင်ဖြူကျွန်းရဲစခန်းအချုပ်ထဲမှာလို့သိရပါတယ်ကလေးတွေရဲ့အသက်အရွယ်ကကိုရန်ចောင်းသားဆိုတော့16နှစ်အရွယ်လေးတွေပါလို့ပြည်သူညီနောင်စလင်းတရင်တာဝန်ခံကိုပြည်သူကပြောပြထားပါတယ်အော်တိုဘာလ16ရက်နေ့ကလည်းစလင်းမြို့နယ်မှာရှိတဲ့စက်တကန်ရွာတောင်ပတ်ချမ်းအမိုက်ချင်းထဲမှာဘူးကိုပလုံကောက်နေတဲ့ တားဖတ်၃ဦးကိုစစ်တပ်ကဖမ်းဆီးပြီးတော့ဖခင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗါတယ်။အလားတူပဲအော်တိုဘာလ16ရက်နေ့မှာပဲစလင်းမြို့နယ်မှာရှိတဲ့တနက်ကုန်းရွာကလူငယ်၄ဦးကိုလည်းစစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ရဲ့ရွေးကောက်ပွဲကြောင်း၄စိမ့်နဲ့နေဆက်ဝင်းပေါက်တွေကိုစစ်ခွေးတပ်ကလုံခြုံရေးတွေတင်းကျပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ဦးဆောင်ပြီးတော့ပြုလုပ်မယ်ရွေးကောက်ပွဲနောက်ဆက်ခံရခြင်းမရှိစေရေးနဲ့ ်ပြည်ပထွက်ခွာတဲ့သူတွေမရှိသေးဘူးအတွက်လုံခြုံရေးတွေတင်းကျပ်ထားတာဖြစ်တယ်လို့ဆိုပါတယ်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေစိတ် YIA လေရင်ပြေးလမ်းကြောင်းပြုပြင်နေခြင်းကြောင့်အော်တိုဘားလ29ရက်နေ့ကစပြီးတော့လေစိတ်ကိုည7:00နာရီကနေမနက်6:00နာရီအထိပြုပြင်စေကာလအဖြစ်နဲ့ယာယီပိတ်ထားမှာဖြစ်ပြီးတော့ဒီဇင်ဘာလ31ရက်နေ့အထိနှစ်လအကြာပိတ်ထားမှာဖြစ်တယ်လို့စစ်ခွေးဩဇာခံ MAI ကထုတ်ပြန်ထားပါတယ်လေစိတ်ဝန်ထမ်းတအုပ်ကတော့ လေးစိတ်ကလည်းရွေးကောက်ပွဲကြောင့်ပိတ်တာပါလုံခြုံရေးအရာပေါ့ခရီးတဲ့အဝင်ထွက်တွေကိုလည်းတေးချာစစ်စစ်ခိုင်းထားတယ်လို့ပြောပြထားပါတယ်အလားတူပဲနေဆက်ဂိတ်ပေါက်တွေကိုလည်းအဝင်ထွက်တွေတင်းကျပ်ထားပြီးတော့မတင်ကြတဲ့သူတွေ့ရှိပါက ဖမ်းဆီးဖို့ညွှန်ကြားထားတယ်လို့ပြောပါတယ်။နေဆက်ဂိတ်ပေါက်တွေကိုလည်းဝေးကောက်ပွဲကာလအဝင်ထွက်တွေတေချာစစ်ဆေးဖို့မင်းအောင်လိုင်းကညွှန်ကြားထားတယ်လို့နန်းစီဒီယံဝန်ထမ်းတအုပ်ကပြန်လည်ပြောပြထားပါတယ်။အာနာသိန့်စေခွေးတက်ဟာရန်ကုန်မန္တလေးနဲ့နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကိုအပြည့်အဝထိန်းချုပ်ထားနိုင်ပေမယ့်အိန္ဒိချင်းနိုင်ငံတွေနဲ့နေဆက်ဝင်ပေါက်ဂိတ်အများစုကိုတော့လက်လွတ်ဆုံးရှုံးထားရပါတယ်။တရုတ်နိုင်ငံနဲ့ဆက်ဆက်နေတဲ့ကချင်ပြည်နယ်မှာရှိတဲ့နေဆက်ဂိတ်အားလုံးကို KIA ကထိန်းချုပ်ထားပါတယ်။ရန်ပင်နယ်မြောက်ပိုင်းမှာရှိတဲ့ဒေယုနိုင်ငံနဲ့နယ်စပ်ဂိတ်တွေကိုလည်းညီနောင်မဟာမိတ်၃ဘက်ရဲ့စိုးမိုးထိန်းချုပ်မှုကြောင့်စေကောင်စီကအပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ထိုင်းနိုင်ငံနဲ့ဆက်ဆက်နေတဲ့မြဝတီတာချီလိတ် ကော့တောင်းနယ်စပ်ဂိတ်တွေကိုတော့စေကောင်စီကထိန်းချုပ်ထားနိုင်ပြီးတော့မဲဆက်ထီခီနယ်စပ်ဂိတ်တွေကိုတော့ဒေါ်လာရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားပါတယ်။ နိုင်ငံရဲ့အနောက်ပိုင်းအိန္ဒိယဘင်္ဂလားဒေ့ရှ်တို့နဲ့ဆက်ဆက်နေတဲ့နယ်စပ်ဂိတ်တွေကိုလည်းအာရခတပ်တော် AA နဲ့ချင်းတော်လိုင်းတပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှုကြောင့်စစ်ကောင်စီကဂိတ်အနှဲငယ်ကိုသာထိန်းချုပ်နိုင်တာကိုတွေ့ရပါတယ်။လက်ရှိမှာလည်းစစ်ခွေးတပ်ဟာသူ့ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝေဖန်ပြောဆိုတဲ့သူတွေကိုတော့ရှောက်ဖမ်းဆီးနေပြီးစခန်းမှာအမှုတမ်းမဖွင့်ပဲစစ်ကြောရေးကိုတခါတည်းတမ်းဖို့တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကောလဲမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ဘက်ကမြေပြင်အခြေအနေများကိုထောက်လန်းနေတဲ့ spy balloon လို့ခေါ်တဲ့ကင်းထောက်မီးပုံးပြန်များလွှင့်တယ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ31ရက်နေ့မနက်၈နာရီခွဲအချိန်မှာကောလဲမြို့နယ်အတွင်းဝင်းစိုဘက်ကနေတက်လာတဲ့ spy balloon ကင်းထောက်မီးပုံးပြန်များကိုတွေ့ရှိခဲ့ခြင်းဖြစ်ပြီးတော့အော်တိုဘာလအတွင်းမှာမကြာခဏဆိုသလိုအကြမ်းဖက်စစ်ခွေးတပ်ဘက်ကလွှင့်တယ်နေကင်းထောက်မီးပုံးပြန်များကိုတွေ့လာရခြင်းဖြစ်တယ်လို့သိရပါရတယ်။အဲ့ဒီ spy balloon များဟာ မြေပြင်နဲ့ပုံမုံနီးကပ်တဲ့အမြင့်မှာပြန်တန်းနိုင်တဲ့အတွက်ဂျိုရုသို့မဟုတ်လေရင်များထက်ပုံမုံရှင်းလင်းကရုတ်ထွက်ကောင်းမွန်တဲ့ဓာတ်ပုံများကိုရယူနိုင်တဲ့အပြင်အချိန်ကြာကြာပို့ပြီးတော့လေလံမှုပြုလုပ်နိုင်တယ်လို့ပြောပါရတယ်။ဒါအပြင်နှင်းကွေးစွာရွေလျားတဲ့အတွက်အချိန်ပိုကြာကြာဝဲပြန်နိုင်ပြီးတော့သတင်းအချက်အလက်ပုံမုံစုဆောင်းနိုင်ကြောင်းကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါရတယ်။ စစ်ခွေးတက်ကကင်းထောက်တာပါအဓိကကင်းထောက်လှမ်းတာကလူစုလူဝေပြုတ်လုတ်တဲ့အရာတွေတော်လိုင်းအင်အားစုတွေရဲ့နေရမျိုးတွေကိုထောက်လှမ်းတာဖြစ်တဲ့အတွက်အထုဂီယုဆိုင်သွာလာတဲ့မှာတယ်နောက်ပြီးတော့ spy balloon လို့အရာမျိုးကအင်ဂျင်တက်မောင်းတဲ့အရာမဟုတ်တဲ့အတွက်စက်တန်ကိုမကြားနိုင်ပါဘူးအဲ့ဒီအတွက်စီရေးလုံခြုံရေးအသည့်သတိနဲ့သွာလာနေထိုင်ကြဖို့ကိုတိုက်တွန်းလိုပါတယ်လို့ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်ဒါအပြင် spy balloon များဟာမြေပြင်နဲ့နှီးပြီးတော့ electronic အချက်ပြမှုများကိုပို့ပြီးစုဆောင်းနိုင်ပြီး ကုန်ကျစရိတ်တက်တာတဲ့အပြင်ရေဒါမှာဖမ်းမိနိုင်မှုနည်းတဲ့အာသာချက်များအပြင်ဝင်အလေးကိုဂျိုးတုတစ်ခုနဲ့ပို့ပြီးတော့တယ်ဆောင်နိုင်တဲ့အာသာချက်ရှိတဲ့အတွက်အထူးသတိထားရန်လိုကြောင်းသတိပေးကြေညာချက်များမှာဖော်ပြထားပါတယ်။အကြမ်းဖက်စစ်ခွေးတက်ကလွင့်တင်နေတဲ့ spy balloons လို့ခေါ်တဲ့ကင်းထောက်မီးဘုံပြန်များမှာထိမ့်ချုပ်ရခက်ခဲခြင်းပြင်းမဲ့ဖြစ်ရန်လွယ်ကူခြင်းရာသီဥတုဒဏ်အလွယ်ခံရခြင်းထင်းသာမြင်သာရှိခြင်း ချက်အလက်ဆုံးရှုံးနိုင်ခြင်းများခြင်းစတဲ့အားအနေချက်များရှိကြောင်းကိုလည်းကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မင်းလက်ပံရွာမှာတိုက်ပွဲဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့အော်တိုဘလ31ရက်နေ့မုံလွဲ2နာရီခန့်မှာအကြမ်းမဆက်တကမဲလက်ပန်းရွာကိုလေကြောင်းကနေပြီးတော့ဘုံကျဲတက်ခတ်ပြီးမိကိုလုံးများထွက်လာတာကိုထိုင်းမြန်မာနယ်စပ်ကနေပြီးတော့တွေ့မြင်နေရတယ်လို့ပြောပါတယ်။ဒါအပြင် မဲလက်ပန်းရွာထိတ်မှလည်းတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေခြင်းဖြစ်တယ်လို့သိရပါဗျ။မဲလက်ပန်းရွာကိုဒီနေ့မိုးလွဲပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတာပါ။လေရင်လားစစ်တပ်လေထီလားဘာနဲ့ကျဲလဲဆိုတာတော့မသိရသေးဘူး။မဲလက်ပန်းရွာတွေကနေပြီးတော့မိကုန်းလုံးတွေထွက်လာတာကိုထိုင်းဘက်ချမ်းအနေတော်မြင်နေရတယ်။ တိုက်ပွဲကလည်းမဲလက်ပံရွာထိပ်မှာဖြစ်နေတယ်လို့ကြားတယ်လို့ကရင်စီရေးသတင်းရင်းမြစ်ကပြောပြထားပါဗါတယ်အလားတူပဲအော်တိုဝါလာ22ရက်နေ့ကလည်းအကြမ်းဆက်တက်ကမြောက်ရီမြို့နယ်မဲလက်ပံရွာကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်အသက်2နှစ်အရွယ်ကလေးငယ်နဲ့အသက်32နှစ်အရွယ်မိခင်ဖြစ်သူတို့ပွဲချင်းပြီးတိတ်ဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့တနင်္လာရီတိုင်းလောင်းလုံးမြို့ပေါ်မှာအကြမ်းဆက်တက်ကအင်အားဖြည့်တင်းပြီးတော့ ရွေးကောက်ပွဲနေ့မှာစာနာမဲလာထဲကြရန်ပြည်သူများကိုနေအိမ်ပေါ်အထိလိုက်လံပြီးတော့ချိန်ချောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ22ရက်နေ့ညနေ9:00နာရီကျော်အချိန်ကမှစတင်ပြီးတော့အကြမ်းဖက်စစ်တပ်ရဲ့စစ်သင်းဘောပေါ်မှာလိုက်ပါလာတဲ့အင်အားတရာကျော်ပါတဲ့စစ်တပ်စစ်ကြောင်းကလောင်းလုံးမြို့နယ်ကရင်ကြီးရွာကနေလောင်းလုံးမြို့ပေါ်ကိုလာရောက်အင်အားဖြည့်တင်းနေတယ်လို့ပြောပါရတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းမှာအင်အား60ကျော်ပါဝင်ပြီးတော့လက်ရှိအချိန်မှာလောင်းလုံးမြို့ပေါ်မှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုတွားရောက်ကရွေးကောက်ပွဲမှာမဲလာထဲကြဖို့အတွက်လိုက်လံ န်ချင်းချောင်းနေကြောင်းပြောဆိုထားပါတယ်အဲ့ဒီနောက်နေမှာရှိတဲ့လူစီရင်တွေကိုလည်းကောက်ခံသွားတယ်လို့ပြောပါတယ်စစ်ခွေးတွေကလောင်းလုံးမျိုးပေါ်မှာရွေးကောက်ပွဲလုပ်ရင်ပြည်သူတွေမဲလာထဲကြဖို့အိမ်နိုင်ရာရောက်ကိုလိုက်လံပြီးတော့ချင်းချောင်းနေတာနောက်ပြီးတော့အိမ်မှာရှိတဲ့လူအကုန်လုံးရဲ့စီရင်တွေကိုလည်းကောက်သွားတယ်လောင်းလုံးမျိုးပေါ်မှာကပြည်သူတွေကစစ်ပေးတိန်းရှောင်နေရတာများတယ်အိမ်မှာကြံနေခဲ့တဲ့ပြည်သူတွေကို လိုက်ပြီးတော့မဲလာထဲဖို့ချိန်ချောင်းနေတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗါးဒါအပြင်အော်တိုဘာလ26ရက်နေ့ကဒေါ်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းခဲ့တယ်မောင်းမကန်ရဲစခန်းကိုလည်းအကြမ်းဖက်စစ်တပ်ကပြန်လည်ဆောက်လုပ်ရန်အတွက်အင်အား180ခန်းနဲ့မောင်းမကန်ရဲစခန်းအတွင်းကိုဝင်းရောက်တပ်ဆွဲထားတယ်လို့သိရပါဗါးအကြမ်းဖက်စစ်တပ်ကမောင်းမကန်ရဲစခန်းပြန်လည်တိစောက်နိုင်ရန်စစ်သည်မောင်းများပေါ်မှာတင်ဆောင်လာတဲ့ဗီးလက်မီများကြောက်များကိုရဲစခန်းအတွင်းကိုပို့ဆောင်နေပြီးတော့စခန်းရဲ့အနီးအနားကိုလည်းကင်းမုံများချထားကဆောက်လုပ်ရေးလုပ်ငန်းများ စတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ်ဒီကောင်တွေကရဲစခန်းကိုပြန်ဆောက်ဖို့အတွက်အနီးနားကရွာတွေကိုစစ်ကြောင်းထိုးပြီးတော့အခုရဲစခန်းထဲမှာအင်အား180လောက်နဲ့အထိုင်ချထားတယ်ဘီလန့်မြေတွေကြောက်တွေကိုလည်းမမကန်ရဲစခန်းထဲကိုပို့ဆောင်နေတယ်ရဲစခန်းကတော်လိုင်းတပ်ဖွဲ့တွေမီးရှို့ရှင်းလင်းလိုက်လို့ပြကြသွားပြီလေအဲ့ဒါကိုရွေးကောက်ပွဲအမိပြန်ဆောက်မယ်ထင်တယ်လို့ဒေတာရင်းစည်ရေးသတင်းရေးမိကသုံးသပ်ထားပါတယ် တနင်္သာရီတိုင်းလောင်လုံးမြို့နယ်မှာရှိတဲ့မောင်းမကန်ရဲစခန်းကိုအော်တိုဘားလ26ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့စခန်းသိမ်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကဆက်နှံဦးတေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိပြီးလက်နက်မျိုးစုံ22လက်နဲ့ခဲယမ်းများကိုသိမ်းဆီးရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ